စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာ10ရက်နေ့နေ့ခုနှစ်နေ့တော်တွင်မှာကောင်းသောကံအကျိုးပေးမှုနဲ့တွေ့တဲ့မှုတွေရှိတယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပြီးမြန်မာတဲ့ဘဝနေသားတစ်ခုကိုရအောင် ဖန်တီးနိုင်နေမယ်။ခရီးကိစ္စစီစဉ်လို့အဆင်ပြေမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရား ကောင်းသောကြိုးကျေးဇူးကိုရရှိမယ်။ PD မေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။တရက်နေ့မှာဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကိုကြုံမယ်။ နေ့ရက်နေ့မှာပုံမှန်နဲ့ငွေဝင်မယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းရှိမယ်။သုံးရက်နေ့မှာပေါ်ပေါက်လာတဲ့အကျိုးစိတ်ကူးကြံ့ဉာဏ်တွေလက်တွေ့လို့ဝေကုံတော့များမယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ဂျုံပဲပြီးမှဆင်ပြေမယ်။မားရက်နေ့မှာလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။စိတ်ချမ်းမြေ့စရာတွေဂျုံမယ်။ခြောက်ရက်နေ့မှာမထင်မှဖဲသွားလိုက်တဲ့ခီးတစ်ခုကနေအကျိုးပေးတဲ့ကံပေါ်မယ်။ရဝေးရဆက်သွယ်ရောက်လာမယ်။ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းမယ်။ခொနည်းနည်းကတော့ လက်ဖွင့်ခြင်းခံဖွင့်ခြင်းအလိုဖြစ်ဆုံးခြင်းနဲ့ဘဝတုတ်တက်ခြင်းတွေရှိမယ်။တပတ်တာအတွင်းတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္လာနေ့ဇာသပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနအချိုးပေးတယ်။အဖြူစိမ့်မိကိုရောင်တို့ကိုတောင်းပြီးအလိုရှိရာကိစ္စတွေကို ဆောင်ရွက်ပါ၄ရက်နေ့နိုဗ ెంబ ာလာပြည့်နေ့နဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။ဈေးခေါ် ဈေးရောင်းကောင်းစီရန်အစီရင်ဖြင့်အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ပဲခိုင်ကဈေးကိုဖြတ်ရှစ်လက်မှာလျာယူပြီးတော့အခောက်ခွာ ရွှေရောင်ထုတ်ပြီးတော့ညာရှိသလိုသုံးလက်ဖွင့်ကံပွင့်ခြင်းနေရှိနိုင်မယ်အဲ့ဒီနေ့မှာလဲကထိန်သင်္ကန်းကတ်လူတို့ယမဒံကောင်းတဲ့နေ့ဖြစ်ကြောင်းနဲ့တင်ပြပါတယ်ယေရှုတည်ပါတယ်